ူလာသမဂ UN ဝန်ထမ်းသိဆုံးခဲ့တဲ့တိုက်ခိုက်မှုကိုလက်အောက်ခံတပ်ဖွဲ့ဝင်တွေကကျူးလွန်ခဲ့ကြောင်း ISA စစ်တပ် IDF ကအတည်ပြုဝန်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့လတုန်းကဂါဇာမှာ UN အဆောက်အုံတစ်ခုကို ISA တင်ကားတွေကပြစ်ခတ်ခဲ့ရမှာ UN အမှုတန်းတအူသိဆုံးခဲ့တာဖြစ်ပြီးတော့အစောပိုင်းမှာတော့ IDF ကအဲ့ဒီကိစ္စကိုတောက်လျှောက်ညှင်းဆိုခဲ့တာပါ။ကနအူးစုံစမ်းစစ်ဆေးမှုတွေပြီးဧပြီ24ရက်နေ့မှာတော့ IDF ဟာညှင်းဆိုနေရတာတွေကိုလက်လျှော့လိုက်ပြီးတော့ ဒီယာအယ်ဘာဟာ့က UN အဆောက်အုံကိုပြစ်ခတ်ဖြိုချမိခဲ့တယ်ဆိုတာကိုဝန်ခံခဲ့ပါတယ်။မတ်လ19ရက်နေ့တော့အဲ့ဒီအဆောက်အုံတိုက်ခိုက်ခံရခြင်းနဲ့အတူ UN ဝန်ထမ်းသိဆုံးခဲ့ရတာပါ။ IDF ရဲ့အကြောင်းပြချက်ကတော့အဲ့ဒီအဆောက်အုံထဲမှာရန်သူတွေရှိနေတယ်လို့မှားယွင်းသတ်မှတ်မိခဲ့တာကြောင့်လို့ဆိုပါတယ်။နောက်ပြီး IDF တပ်ဖွဲ့ဝင်တွေကပြစ်မှတ်နေရဟာ UN အဆောက်အုံတစ်ခုဆိုတာကိုမသိခဲ့ဘူးလို့လည်း IDF ကထုတ်ပြန်ပါတယ်။ IDF ကကနအူးအစဉ်စုံစမ်းစစ်ဆေးမှုရလက်အစီရင်ခံစာ၃ဆောင်ကို UNC ကိုပေးပို့ထားပြီးတော့မကြာခင်မှာစုံလင်တဲ့အစီရင်ခံတင်ပြမှုကိုကြေညာသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဖြစ်ခဲ့တဲ့ကိစ္စအတွက် ISIA အထူးစိတ်မကောင်းဖြစ်ရကြောင်းမာယွန်ကေရာတွေကိုစစ်စစ်ဆက်ဆက်ပြန်လည်တုံ့တက်ပြီးစစ်စင်ရေးဆိုင်ရာသင်ကန်းစာတွေယူသွားမှာဖြစ်ကြောင်းနဲ့ကွယ်လွန်သူရဲ့မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းအတိပေးလိုပါကြောင်းလည်း IDF ကကြေညာသွားပါတယ်။ ISIA တင်ကားတွေရဲ့ပြစ်ခတ်မှုကြောင့် UN ဝန်ထမ်းဘူဂေရီးယားနိုင်ငံသား မာရင်ဘာလက်မာရီနော့ဖ်တည်ဆုံးခဲ့ပြီးတော့လုပ်ဖို့ကိုင်ပတ်၅ဦးအပြင်းအထန်တန်းရာရခဲ့တာပါဂါဇာမှာနှစ်လကြာအပြစ်အခက်ရစဲထားရကနေ IDF ကစစ်ရေးလှုပ်ရှားမှုတွေပြန်အစပြုပြီးနှစ်ရက်အကြာမှာဒီတိုက်ခိုက်မှုဖြစ်ခဲ့တာပါအဲဒီတော့က UN အကြီးအကဲအန်တိုနီယိုဂူဒါရက်စ်ကဖြစ်စဉ်နဲ့ပတ်သက်လို့မချွင်းမချမ်းအသေးစိတ်စုံစမ်းစစ်ဆေးဖို့ညွှန်ကြားခဲ့ပါတယ် UN ပြောရေးဆိုခွင့်ရအရာရှိတယောက်ကတော့ UN အသုံးပြုနေတဲ့နေရာတွေကိုပဏိပခါမှာပါဝင်တိုက်ခိုက်နေတဲ့နှစ်ဖက်စလုံးကသိရှိထားကြောင်း နိုင်ငံတကာဥပဒေတွေရဲ့ပြဋ္ဌာန်းမှုအရသက်ဆိုင်ရာအင်အားစုအသေးသေးဟာ UN အဆောက်အုံတွေကိုကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ပြီးတော့ပြတ်မှတ်ထားတိုက်ခိုက်ရမှာလုံးဝလုံးဝမဟုတ်ကြောင်းဝေဖန်ခဲ့ပါတယ်။အစ္စရေးရဲ့ရန်သူတို့ပါလက်စတိုင်းပြောက်ကြားတပ်ဖွဲ့နဲ့ဟားမတ်စ်တို့ဟာဂါဇာမှာစစ်ပွဲရဆိုင်ရေးအတွက်နောက်ကွယ်ရနေဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေပြီးမြဲလေနှစ်ဖက်လိုလားတောင်းဆိုချက်တွေညှိနှိုင်းလို့မရပဲဖြစ်နေကြောင်းလည်းသိရှိရပါတယ်။